လာမယ့်2015ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာကြာမယ်68နှစ်မြောက်ပြည်တော်စုနေမှာဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးဆိုင်ရာသဘောတူညီချက်တရက်ကိုဂရိကိုပြုပါဝင်လက်မှတ်ရေးထိုးသွားကြရန်အလုံးစုံဆန္ဒပြုရတယ်လို့တိုင်းသာလက်နက်ကိုင်ဖွဲ့များနဲ့ဖွဲ့စည်းထားတဲ့ညီညွတ်သောတိုင်းသာလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကဇန်နဝါရီလ29ရက်နေ့နေဆွဲနဲ့သဘောထားညင်ညာချက်ထုတ်ပြန်ခဲ့ပါတယ်။သမရဦးတည်စေအမှုပြုတဲ့အစိုးရနဲ့အတူတကွာပြည်သူလူထုတရက်လုံးရဲ့လိုလားတောင်းတမှုနဲ့ညီဒီမိုကရေစီရဲ့မျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့မျိုးသားပြည်နယ်များကိုအခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုဦးထိပ်ပန်စင်ကဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာသဘောတူညီချက်တည်းရဲ့ကိုဂရီကိုဝပြုပါဝင်လက်မှတ်ရေးထိုးသွားကြဖို့ UNFCA ရဲ့သဘောထားကြေညာချက်မှာဖော်ပြထားပါတယ်။ရင်းသို့သဘောတူညီချက်အားလက်မှတ်ရေးထိုးခြင်းအပြင်သမရာကြီးနဲ့တိုင်းရင်းသားကောင်းဆောင်တွေရဲ့အပြန်အလှန်ယုံကြည်မှုကိုပုံမခိုင်းပါစေပြီးတိုင်းနိုင်ငံလုံးပြည်ခက်ရစဲသဘောတူစာချုပ်ကိုလည်းနှောင့်နှေးကြံ့ကြမှုမရှိစေဘဲအဆုံးသတ်နိုင်ရေးကိုထပ်လောင်းကြိုးပမ်းရာရောက်မှာဖြစ်တယ်လို့လည်း ကချင်တိုင်းဒေသလက်နက်ကိုင်ဖွဲ KIA မှဗိုလ်ချုပ်ကြီးအင်ဘလာကဥက္ကဋ္ဌဖြစ်တာဝန်ယူထားသော UNFC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နှစ်စဉ်ဖေဖော်ဝါရီလဆနေနေ့မှာကြာရောက်တဲ့ပြောင်စုနေဟာတိုင်းဒေသညီနောင်များအလုံးရဲ့လွတ်လပ်တရားမျှတပြီးတာယာဝါပြောတဲ့လူအဖွဲ့အစည်းတစ်ခုအတွင်အတူတကွရှင်တွဲနေထိုင်ကြစေရန်စိတ်ဆန္ဒစေတနာအမှန်နဲ့အထိတ်ထန်ပြုခဲ့ကြပြီးဖက်ဒရယ်ပြောင်စုကြီးတည်ဆောက်ရေးအတွက်ရှမ်းပြည်နယ်ပင်လယ်မြို့မှာအတူတကွာခရီးကဝတ်ပြုသဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့တမိုင်းဝင်နေသူနေမြတ်ဖြစ်တာကိုအတိအမှတ်ပြုကြောင်းထုတ်ပြန်ကြမှာရေးသားထားပါတယ်။ ဒါပေမဲ့တိုင်းသားလူမျိုးများအားလုံးဟာအတိတ်တံပြူသဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပေမဲ့ကံပကောင်းအကြောင်းမလာစွာနဲ့နှစ်ပေါင်း60ကျော်ပြည်ရင်းစစ်နဲ့အတူဒုက္ခဆင်းရဲမှုအပေါင်းနဲ့ဖြတ်တန်းရင်ဆိုင်ကျော်လာခဲ့ရကြောင်းတိုင်းသားညီနောင်များနှစ်ကာလရှိကြစွာခါးစည်းခံစားလာခဲ့ရတဲ့ဒုက္ခဆင်းရဲပေါင်းပါလွတ်မြောက်ရန်ရည်တမ်းလျက်ဖေဖော်ဝါရီလ7ရက်နေ့မှာတစိတ်တဝန်းနဲ့ဒိတ်တံပြူလက်မှတ်ရေးထိုးခဲ့ကြတဲ့မိမိတို့ကောင်းဆောင်များရဲ့မပြီးပြတ်သေးသောဆန္ဒနဲ့ဂရီကဝတ်ပြုမှုတို့ကိုအကောင့်ထဲပေါ်ဖြည့်ဆည်းသွားရန်ကိုယ်စီတာဝန်ရှိတယ်လို့ UNFCA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါတာဝန်ရှိမှုတို့အပေါ်အခြေခံပြီးသမရဥသိန်းစိန်နဲ့၎င်းရဲ့အဆိုရတို့ဟာကာလာရှေချာပြည်တွင်းစစ်ကြီးကိုအဆုံးသတ်နိုင်ရေးအထောက်အကူပြုစေရန်တနိုင်ငံလုံးအပြည့်ခတ်ရစဲသဘောတူစာချုပ် DSC ကိုရောက်ရှိနိုင်ဖို့အတွက်တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့တူကြိုးပမ်းလှုံ့ဆော်လျက်ရှိနေရာဖက်ဒရယ်ပြောင်စုတည်ဆောက်ရေးဆိုင်ရာသဘောတူညီချက်တရက်ကိုကတိကဝတ်ပြုပါဝင်လက်မှတ်ရေးထိုးသွားကြရန်အလုံးစုံဆန္ဒပြုရတယ်လို့ UNFC ဗဟိုလုံမှုဆောင်ကော်မတီကသဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာအဖွဲ့ဝင်အဖွဲ့အစည်းဖြစ်တဲ့ကရင်မျိုးသားအစည်းအရုံး KNU ဟာ UNMC မှာပါဝင်မှုကိုယာယီရိုက်ဆိုင်ထားတာဖြစ်ပါတယ်။